မန္တလေးကမနေနီဝင်းကမိထားပါတယ်ဆရာကြီးကျမတခုတီးချင်လို့ပါ ကျမအမကတားသမီးမရခဲ့လို့ဖန်ပြွန်တတိတာယူခဲ့ပါတယ်သူ့အမျိုးသားရဲ့တုပ်ပိုးနဲ့ယူခဲ့တာပါမြန်မာနိုင်ငံမှာပဲယူခဲ့တာပါဒါပေမဲ့အခုတစ်တော့ထဲမှာတချို့ကပို့စတင်ပြီးပြောဆိုနေကြပါတယ်ဖန်ပြွန်တတိတာဟာယူမပိုင်ဘူးအလားကခွင့်မပြုတာဘူးဆိုပြီးပြောဆိုတင်နေကြပါတယ်ကျမတူမလေးကတကယ်ပဲမပိုင်တာလားသူ့အဖေနဲ့ချွတ်ဆွရုပ်ချင်းသူယုံမကအချင်းဗီဇကပါအကုန်တူနေတာပါ ကျမတူမလေးကအခုဆိုရင်26နှစ်ရှိပါပြီ။ကုရ်အန်နဲ့25ပါရာတိအလွတ်ကျမှတ်ခဲ့ပါတယ်။ဗာရာယီနဲ့ပတ်သက်ပြီးအင်မတန်ကိုမအသိဆုံးမခံတဲ့တူမွန်မလေးပါ။ကျမတူမလောကကိုရောက်လာခြင်းဟာမပိုင်ဘူးလားဆရာရဲ့။အလ္လာရှင်မြတ်ဤအမိတ်တော်ရပိုင်ပါသလား။ဆရာသာသနာတော်နီးနဲ့ဖြေကြားပေးစီလိုပါတယ်။အလ္လာဆရာများအားလုံးကိုနဘောဝနဌာနမှာအစားပေးပါစေ။ဆရာတခင်ကြီးများအားလုံးကျမ်းမာရေးမှာရဟမတ်ရရှိပါစေ။မိဘနဲ့မှမိသားစုပုံဆောင်ကြည့်ရတာ ဒီဖာပြွန်တည်ထားယူခြင်းမပန်ရခြင်းရဲ့အကြောင်းရင်းကိုမေးတဲ့လူကအမှုသားရဲ့တုတ်ကိုနဲ့ဆိုင်တယ်လို့ထင်နေတယ်။အမှန်ကဒီကိစ္စကအမှုသားရဲ့တုတ်ကိုနဲ့မဆိုင်ဘူး။အဲ့ဒါကိုခင်ပွန်းတဲ့တုတ်ပိုးကိုပဲယူတယ်ဆိုရင်လေဖာပြွန်တည်ထားယူခြင်းမှာပြဿနာတစ်ခုရှိနေတာကဘာလဲဆိုတော့အဓိကပြဿနာကဘယ်မှာတော်ပြီးဖြစ်နေတာလဲဆိုတော့ဒီမမျိုးဦးကိုယူတဲ့နေရာမှာအမျိုးသမီးရဲ့မမျိုးဦးကိုယူဖို့တော့ကအမျိုးသမီးရဲ့အဆက်အင်္ဂါကိုကြည့်ရမှာပေါ့နော်။ဒီဆရာဝန်ကဆရာမက ဆိုတော့ဆရာဝန်ဆရာမကကိုခင်ပွန်းမဟုတ်ဘူးလေအမျိုးသမီးအရှက်အင်္ဂါကိုအာခင်ပွန်းမခင်ပွန်းမပါတခြားသူကကြည့်လို့မရဒီဆရာဝန်ဆရာမကိုအမျိုးတွေဖြစ်တယ်ခင်လည်းကြည့်လို့မရဘူးလေဆိုတော့ခင်ပွန်းတွေကယူတယ်ဆိုတော့ကိစ္စမရှိဘူးမမျိုးဘူးခင်ပွန်းမပါတခြားသူကအမျိုးသမီးရဲ့မမျိုးဘူးကိုယူတဲ့အခါမှာဒါအမျိုးသမီးရဲ့အရှက်အင်္ဂါကိုသူကြည့်ရတဲ့အခါကျတော့အဲ့ဒီမှာပြဿနာကအဲ့ဒီမှာဖြစ်တယ်ဒီကိစ္စကမပိုင်ဘူးအစရိယတရားတော့ ဆိုတော့တချို့ကလည်းမေးကြတယ်ဒါဆိုရင်ဟိုခလေးမွေးတဲ့ခါကျရင်ဘယ်လိုလုပ်မလဲခလေးမွေးတဲ့ခါကျရင်ဒီဇိုင်းတွေပဲခလေးမွေးပြီးကြအဲ့ဒီခါကျရင်လည်းအမျိုးသမီးအရှိုင်းငါကိုကြည့်ရတာပဲအဲ့မှာကအဲ့ဒီမှာကကျတော့ဇလူရတ်တို့ခေါ်တယ်မလွဲတာမဆောင်တာတဲ့လူအမှုပေါ့နော်အကယ်၍အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ကခွင့်မပြုဘူးမပိုင်ဘူးလို့ပြောတယ်ဆိုရင်အမျိုးသမီးတော့လည်းအတန်းအနေရှိတယ်ခလေးတော့လည်းအတန်းအနေခင်ပိုးတွေကလည်းဘာမှလုပ်ပြီးတတာမဟုတ်ဆိုတော့တဘာဝအလျောက်ကိုဝင်ရပြီးတော့ခလေးမွေးတဲ့ခါကျရင်တော့အမျိုးသမီးအရှိုင်းငါကို တက်ဆိုင်တဲ့လူတွေကဒီ next month ပဲဖြစ်ဖြစ်ဆံအောင်ပဲဖြစ်ဖြစ်ဆံအောင်မှပဲဖြစ်ဖြစ်ဒါချီးလို့ရတယ်ဆိုတော့အဲ့ဒီမှာကဇလူတဲ့မလဲတာမဆောင်တာတဲ့လူအမှုရှိဆိုတော့မမွေးနေမရဘူးလေခလေးကကိုဝင်ရပါပြီဆိုတော့ဒီမှာကကြာတော့ဖန်ပြန်တတိသားကိစ္စမှာကြာတော့ဒီမမျိုးဥကမယူရင်လည်းဘယ်သူမှမပါဆုံးရှုံးမှုမမရှိဘူးလေခလေးမရတာတခုပဲရှိမှာပါခလေးမရခြင်းကဒါဘာမှတော့လူတယောက်တော့ချီးကျဲတဲ့ဆုံးရှုံးမှုတော့မဟုတ်ဘူးဆိုတော့ဆိုတော့ဒါကမလဲတာမဆောင်တာတဲ့လူအမှုရှိတဲ့ကိစ္စတခုမဟုတ်ဘူးအဲ့တော့ ဟုတ်လားဒီမမျိုးကိုယူတဲ့နေရာမှာအမျိုးသမီးရဲ့အချက်အင်္ကာကိုမကြည့်ပိုင်တဲ့လူကကြည့်ချင်းဆိုတော့ကိစ္စရှိနေတဲ့တော်ကျော်ဖမ်းပြွန်တတိထားယူခြင်းကမပိုင်တာဖြစ်တယ်ဆိုတော့ဒီလောက်ရကမပိုင်တာဖမ်းပြွန်တတိထားယူခြင်းကမပိုင်တာအကယ်ခင်ဗျားနဲ့ယူတယ်ဆိုရင်ပိုင်တယ်လေဒါပေမဲ့အခုယူတာကခင်ဗျားနဲ့ယူတာမဟုတ်ဘူးဆိုတော့ဒီလောက်ရကမပိုင်တာဖမ်းပြွန်တတိထားယူခြင်းဆိုတော့လောက်ရကမပိုင်တာဒါပေမဲ့ဟိုခလေးကကြတော့သူ့ကိုဟိုထဲကနေယူပြီးတော့ဒီဖမ်းပြွန်ထဲကနေယူပြီးတော့နောက်မိခင်ရဲ့ဝမ်းကြတဲ့တွေကိုပြန်ထည့်လိုက်တာတော့မှဒါပေမဲ့ဖမ်းပြွန်ထဲမှာက ။တတိကလေးဖြစ်လာအောင်လုပ်ဖို့တော့ကဖခင်တို့ပူရသလိုမိခင်ရဲ့မမျိုးဥကိုလည်းယူရတယ်။ဆိုတော့အဲ့ဒီမမျိုးဥယူတဲ့နေရာမှာပြဿနာရှိတယ်။ဆိုတော့ဒီကလေးမှာကဘာမှပြဿနာမရှိဘူး။ဒီကလေးကရိုးရိုးကိုယ်ဝင်ရတဲ့တဘာဝအကြောင်းမွေးလာတဲ့ကလေးတယောက်လိုပဲ။သူဟာလည်းလုံးဝအပြစ်ကင်းစင်တဲ့ကလေးတယောက်ဖြစ်တယ်သူစီမှာလည်းပါချိုးရင်ကြမှာအားနဲ့ကြမှာပါအပြစ်နာဆောင်အောင်ရှိဦးတရားတော်ရတရားတော်ရပြောနေဆိုတော့ဒီဒီကလေးမှာပြဿနာရှိတယ်မဟုတ်ပြဿနာကဒီလုံးရမှာရှိတယ်ဖာမွန်တတိထားယူခြင်းမှာပြဿနာကရှိတာ ယူပြီးတဲ့နောက်ပိုင်းခလေးဖြစ်လာတဲ့အဲ့ဒီခလေးမှာပါမှာဆိုရင်ကြအားနေကြအပြနာစတရားတော်ရမရှိဘူး။ तू ဟာရိုးရိုးတာမှခလေးတယောက်လိုပဲဖြစ်တဲ့တရားတော်ရအမြင်